တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာတာယာမင်းဝေရဲ့တန်းခိကလာမင်းဝတ္ထုကိုအပိုင်း၃အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် မမက မိုးစံလေးခြံထဲဆင်းခဲ့ပါလားဟုခေါ်သဖြင့်ဖက်လက်ဆာစာအုပ်ကိုပိတ်ခါမိုးစံခြံထဲလိုက်ဆင်းသွားလိုက်သည်မမကဓာတ်မော်တွင် ထိုင်နေသည် မိုးစံကမမနှဖေးတွင် ပူးကပ်ဝင်ထိုင်လိုက်၏မမကမိုးစံကို ကြည့်ကမေးသည် မိုးစံကြောင်းမှစားပြရတာအဆင်ပြေရဲ့လားပြေပါတယ်မမမိုးစံကကြောင်းမှဆီယမအဖြစ်အလုပ်ဝင်တာမကြသေးကြီး ထို့ကြောင့်မမကမိုးစံအခက်ခဲများတွေ့နေမည်ကိုမကြခဏစိုးရိမ်၏မိုးစံကเจ้าမအတွေ့အကြုံများကို စီကာပကုံးပြောပြနေလိုက်၏လုတ်ဖော်ကင်ဘက်ဆရာဆရာမများကြောင်းเจ้าသားမိဘများကြောင်းသင်ငန်းစာများကြောင်းတပည့်ကလေးများအကြောင်းစုံလို့ပဲဖြစ်သည် အာကကြော်ဝင်းနိုင်အကြောင်းလဲပါသည် မမကတော့မိုးစံပြောသည်များကိုပြုံးကနားထောင်နေလေသည်ထို့နောက်မိုးစံကမမကိုပြန်၍မိကွန်းထုတ်လိုက်၏ မမကိုဒေါက်တာမြဝင်းက propose လုပ်ထားတယ်ဆိုမမကမိုးစံကိုတစ်ချက်ကြည့်ပြီးတက်ပြင်းချာ၏ထို့နောက်မှနူးညံ့သောလေတံဖြင့်မမမစင်စားသေးပါဘူးမိုးစံရဲ့ဟမ်မမကလည်းမိုးစံကစကားဆက်ပြောမိဟန်ပြုတော်လဲမမကခေါင်းကို တွင်တွင်ခါရမ်းနေ၏အဝေးကိုမျှော်ရင်း တစုံတရာကို တွေးတောနေဟန်ရှိ၏ မိုးစံကစကားမပြောဖြစ်တော့ဘဲမမအီမျက်နှာကိုသာဘေးတိုင်ငေးကြည့်နေမိလေသည် မမကမိုးစံတက်သုံးနှစ်ကြည့်၏မိဘနှစ်ပါးမရှိတော့ကတည်းကမမကအမေအရာကိုဆက်ခံကညီမလေးတူမိုးစံကိုတမီးလိုမွေးခဲ့ရလေသည်မြို့ထဲတွင်စေကံတကံဖွင့်ထားသော နမေကုံတရင်ကြော်ကြားနေသောဒေါက်တာတူမိုးຫນွယ်ကိုစိတ်ဝင်စားကမ်းလှမ်းလာကြသည်ယောက်ျားမျိုးများစွာရှိခဲ့၏ သို့တော်တိုးမိုးຫນွယ်ကလက်မခံခဲ့ခြင်းမိုးဆန်ညီမလေးရှင်မမကမိုးဆန်နှစ်သေးဆက်မှဆန်ရွယ်မြင်လေးများကိုတတ်တင်ပေးကညီမလေးအိမ်တော်ပြုတ်ဖို့မစင်စားသေးဘူးလားအဲမိုးဆန်ကြောင်အန်းအန်းဖြစ်သွားပြီးမှဟွန်းမမကလည်းဗျောင်းမြန်ကြီးမမအရင်စင်စားဖို့ကောင်းတဲ့ဟာကိုမမက အပြုံးငွေ့ငွေ့ဖြင့်ခေါင်းခါလေသည် မမကညီမလေးကိုအိမ်အောင်ဘက်ကောင်းတယောက်တွေ့စေခြင်းနဲ့ညီမလေးကိုအိမ်အောင် ကိုအားကိုရမယ့်အဖုံမုံကောင်းနဲ့ငိမ့်ညံတည်ငိမ့်နေပြီးမှမမအိမ်အောင်ပြုဖို့ကိုစဉ်းစားမယ်ဒါမှလည်းမိုးစံလေးကိုမမစိတ်ချနိုင်မယ်ဟွန်းမမရေမိုးစံကမမပခုံးပေါ်ခေါင်းကလေးမှီလိုက်ရင် ရှင်ထဲမှာတမျိုးကြီးဖြစ်နေသည်အဆအဆအရာရာညီမကိုဦးစားပေးစဉ်းစားလွန်းသူ အမအပေါ်မှာလည်း လေးမြတ်ချစ်ခင်နေမိ။ဟွန်းညီမလေးဘလို့လဲ။ရှမ်းဘာလဲမမ။ညီမလေးအိမ်တော်ပြုတ်ဖို့အတွက်စဉ်းစားထားတဲ့လူရှိပြီလား။ဟာမမကလေ။မိုးစံရှက်သွားသည်။မမက ရှက်စနိုးဖြစ်နေသော မိုးစံဤရွက်ဖြားလေးကို လိန်ဆွဲရင်းမျက်နှိုးစွာ ပြုံးနေ၏။ဒါရှက်စရာမဟုတ်ပါဘူးညီမလေးရဲ့။ညီမလေးစဉ်းစားနေတဲ့လူရှိရင်မမကိုလည်းပြောထားပါဦး။ မမကမိုးစံကိုမျက်နှာရိပ်မျက်နှာကဲလိုက်ဖမ်းနေ၏ရေဟဟဖြင့်မေးသည်ဒါဖြင့်ရင်ဝေလာရင်စစနေတာဘသူလဲဟာအဲ့ဒီရင်ဝေစုပ်ကတော့မိုးစံဘာဆက်ပြောရမလဲမသိမျက်ဝန်းထဲမှာလင်းဆက်ဤရီမွန်ချောမောသောအတွင်တရံကို မြင်နေမိ၏လင်းဆက်ကထူကြသည် သူ့မျက်နှာမှာရိုးသားထက်မြက်သော အရေးငွေများတလူလူထွက်နေသည်ဟုထင်ရ၏အတန်ကြာမျှမိုးစံနှင့်မမစကားဆက်ပြောနေကြ၏မမကမိုးစံ၏အိမ်တော်ရေးကို အလေးနက်ပြောသွားသည်မိုးစံငြိမ်သက်စွာနားထောင်ရင်းခေါင်းကို ဖြည်းဖြည်းချင်းညှိနေမိသည်နောက်တော့မမအိမ်ထဲပြန်ဝင်သွားသည်ခြံထဲမှာမိုးစံတယောက်တည်းဒန်းကလေးကို လွှဲစီရင်းအတွေးတို့ဖြင့်ခီးသွားနေမိသည်ညမွေးပန်းရနက်ငါ စွပြန့်တင်းရှာနေ၏ညင့်လေးကတီတီငိမ့်ငိမ့်တိုက်ခတ်နေသည်ကဲကိုလင်းဆန်ရှင်းနှလုံးသားကအသက်မှရှိသေးရဲ့လားဘလို့လဲမိုးစံမှုန်ကုတ်ကုတ်နဲ့လာမင်းကြီးကိုမော့ကြည့်နေမိလေသည် ကားလမ်းမှာဖြတ်မကူးနိုင်သေးပဲမောင်းသွားတဲ့နောက်ဆုံးပေါ်ကားလှလှလေးတဲကိုကိုလိုက်ကြည့်နေမိသေးတယ်။နောက်မှမျက်နှာကို ပြန်လွှဲလိုက်တယ်။ကားထဲမှာကို့ဖေဖေပါတယ်။သူကတော့ကို့ကိုမမြင်ပါဘူး။ကားထဲမှာခန့်ညားစွာ လိုက်ပါသွားလေရဲ့။ကားလမ်းကို ဖြတ်ကူးလိုက်တယ်။ကိုမော်ရှိတတ်တဲ့လက်ဖက်ရည်ဆိုင်တဲကိုအဝင်မှာအထဲကထွက်လာသူတယောက်နဲ့တိုက်မိမလို့ဖြစ်သွားတယ်။ဟာမတော်လို့ဗျာ။ အဟုတ်ပဲမတော်တဆဖြစ်ရတာပါနှစ်ယောက်စလုံးချွယွင်းတာပါဒါပေမဲ့မနေတတ်တဲ့ကိုအကျင့်တိုင်းကိုကတောင်းပန်လိုက်တယ်ရတယ်ရတယ်ခက်ပြက်ပြက်ပြောရင်ကိုရှိကလူငယ်လှစ်ထွက်သွားတယ်အဖေနဲ့တိုးဒစိမ့်နဲ့တိုက်မိမလို့ဖြစ်နေကိုမှလည်းဒီနေ့မှာအထစ်ထစ်အာအာတွေကြုံနေရတယ်လက်ဖက်ရည်ဆိုင်နဲ့ဝင်လိုက်တော့လင်းဆက်ကိုမော်ကသူထိုင်နေတဲ့စပွဲကနေလှမ်းခေါ်တယ် ကိုသွားထိုင်တော့သူကကိုကိုပြုံးကြည့်နေတယ်မင်းဖက်ပြီးပြီလားအစ်စ်ထွက်တဲ့မဂ္ဂဇင်းတအုပ်ကိုထောင်ပြတယ်ကိုကခေါင်းခါပြတော့ကိုကိုစာအုပ်လှမ်းပြီးတယ်ဖတ်ကြည့်လိုက်အောင်စာမျက်နှာ50ခွန်းသူပြောတဲ့စာမျက်နှာကို ကိုရှာဖတ်လိုက်တယ်ဩနမေကျော်ပကြီးဝေပန်ရေးဆရာတူရဲ့စောင်းမပါ ခစ်တဲ့ပကြီးကိုရေးဆွဲနေကြတဲ့လူငယ်ပကြီးဆရာတွေရဲ့အဆင့်အတန်းကို အ ਨੇ အချင်းတို့ထိဝေဖန်ထားတယ်။ထုံးစံတိုင်းအံ့ကောင်ကိုချီးကျူးပါတယ်။ဒါပေမဲ့စောင်းမတပုတ်လုံးကိုခြုံကြည့်ရင်အံ့ကောင်ကိုချီးကျူးတာတဲ့ကိုကိုအတိမတ်ပြုတ်ထားတာက ပုံများနေတယ်။အမတ်မထင်သွားကြည့်ပြတော့ပကြီးပြပွဲတစ်ခုမှာ အမတ်မထင်ဖြစ်ခဲ့ရသောပကြီးကားတစ်ချက်အကြောင်းပြောပြခြင်းသေးတယ်။ပြီးခဲ့တဲ့လကကျင်းပသွားသော အိမ်မက်ပြန်နှံအမည်ရှိ မော်ဒန်ပကြီးပြပွဲတစ်ခုမှာအမှုပညာအတွေးခေါ် Philosophy of Art နဲ့အနုပညာစနစ် System of Art နှမျိုးစလုံးထူးခြားဆန်းသင့်နေသည့်ပကြီးကားတစ်ချက်ကိုစက်သိမ်းဖြန်းဖြန်းထမြကြည့်ရှုခံစားခဲ့ရ၏ပကြီးကားကိုလွမ်းနေတဲ့တိန်းဟုအမည်ပေးထားပြီးရေးဆွဲသူ ပကြီးဆရာမှာလင်းဆက်ဖြစ်၏ Simi Astrap အမျိုးအစားပင်ဖြစ်၏လင်းဆက်သည် ပကြီးလောကထဲသို့ယခုမှတိုးဝင်လာသောလူငယ်တစ်ဦးဖြစ်၏ သို့တော်သူဤပကြီးလက်ရာများသည် ကြောက်ခမန်းလီလီဆွဲဆောင်နိုင်သည်တတ္တယအယောင်တာရှရီကာလာများကိုလည်းပညာပါပါကင်တွယ်သုံးဆွဲတတ်၏မြမအမှုပညာကိုကဘာသို့ဖြန့်ကျက်ပြနိုင်ကြီးရှိသောအလွန်အလားလာကောင်းနေသည့်ပကြီးဆရာဟုယူဆမိပါသည်ထို့ကြောင့်ကျွန်တော်လက်ခုပ်တီးနေပါသည်အံ့ငောင်းကို တီးနေသောလက်ခုပ်တန်အဆုံးမတန်မရက်တန့်ရသေးမီပင် လင်းဆက်အတွက်ပါဆက်တီးနေရပါတော့သည် ဖတ်ပြီးတော့မဂဇင်းစာအုပ်ကို ကိုမော်စီပြန်ပေးလိုက်တယ်။ကိုမော်ကကိုကိုပြုံးတုံပြုံးတုံနဲ့မေးလာတယ်။လွမ်းနေတဲ့တိမ်ကဘု து အတွက်လဲ။စောင်းမားထဲမှာချီကျူခံထားရတဲ့လွမ်းနေတဲ့တိမ်ပကြီကားဟာ not for sale ရောင်းရမဟုတ် ပကြီကားပါ။အဲ့ဒါကြောင့်ကိုမော်ကဘ து အတွက်လဲလို့မေးတယ်။ကိုကောင်းခါလိုက်တယ်။ဘ து အတွက်ရေတော့မဟုတ်ပါဘူး။ ကိုမော်ကရီးရင်ဆက်ပြောတယ်။ညီလေးနဲ့အန့်ခေါင်ကတော့အပြိုင်ဖြစ်လာပြီကွ။အန့်ခေါင်ကတော့ပါတယ်။မင်းလည်းတော့ပါတယ်ကွ။ကျွန်တော်ကသူ့ကိုမြင်တော့မမြင်ဘူး။ကိုမော်ကမျက်မှောင်ကျုပ်ပြီးခုနကပဲဒီဆိုင်မှာထိုင်သွားသေးတယ်လို့ပြောတယ်။ပြီးတော့မှသတိရလိုက်တယ်လို့မင်းဝင်လာတော့တိုက်မိတယ်လို့တောင်ဖြစ်သွားသေးတယ်လေ။အော်အဲ့ဒါအန့်ခေါင်လား။ အန်ကောင်ရဲ့ပုံတရံကိုမျက်လုံးထဲမှာပြန်ဖို့ကြည့်လိုက်တယ်။အေးစေးစေးကြာရင်တော့ကိုတူနဲ့ပကြီအချောင်းတွေဆွေးနွေးကြမှာသေးတယ်။ကိုအိမ်ပုံဆွဲသည် မပြီးသေးခင်ရက်မိ၏ ကိုအိမ်ပုံဆွဲသည်တဝက်တစ်ပြက်ဖြင့်ရှေ့မဆန်နိုင်ကိုအိမ်ပုံဆွဲသည်စိတ်တိုင်းမကြွ၍ဆွဲဖြဲလိုက်သည်ကိုအိမ်ပုံမဆွဲတော့ပါကိုအိမ်ကိုလွမ်း၍နေ၏တခါကကို့မှာအိမ်ရှိခဲ့ဘူးသည် ကိုမော်ရေကျွန်တော်တော့ယောဂရနေပြီ။ဘာယောဂလဲ။ကိုမော်ကပြန်မေး၏။ခက်အုပ်အုပ်ဖြေလိုက်သည်။ homesick ထိုအတန်ကပဲ့တင်လှက်ခဲ့သည်။ homesick 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 ထိုညကကိုအိမ်မက်မက်သည်။အိမ်မက်ထဲမှာကိုအိမ်ပြန်ရောက်နေ၏။မေမေရေတားပြန်လာပြီဟုပင်ကိုအော်ပြောလိုက်သေး၏။ ဆီယမ်မာရီရဲ့နားနေခန်းထဲမှာလေ့ကျင့်ခန်းစာအုပ်တွေအမှားမှန်ချစ်နေတဲ့မိုးစံကကိုယ့်ကိုမြင်တော့အံ့အားသင့်သွားတယ်။တပြိုင်နက်ထဲမှာလဲမျက်နာလေးကကြည်စင်ဝင်းပသွားတယ်။ကိုကသူ့စပွဲရှိက ကလက်ထိုင်မှာဝင်းထိုင်လိုက်တယ်။ကိုဆက် ကြော်ဝင်းနိုင်စီလာလာလာကိုကခေါင်းညိတ်ပြရင်မပြည့်စုံတာကိုထက်ဖြည့်ပေးလိုက်တယ်။ကြော်ဝင်းနိုင်စီလာရင်မိုးစံကိုပြောစရာလေးရှိလို့ မိုးစံရဲ့မျက်လုံးလေးတွေဝိုင်းဆက်သွားတယ်။ကိုတက်ပြင်းချမိပါရဲ့။ဒီကောင်မလေးဘာဖြစ်လို့ဒီလောက်လှမ်းမ်းကိုမသိဘူး။အရေးကြီးလို့လားကိုဆက်။ကြီးတာပေါ့၊တိတ်ကြီးတာပေါ့။ဟဲဘာများလဲ။ပြီးတော့မှမျက်နာကလေးကပြောင်ဆက်ဆက်ဖြစ်လာပြီးရင်ဝေမြန်ဥဒာဒီနဲ့လိုက်ပြေးသွားလို့လား။ပြောပြီးသူ့ဟာသူ လွင်လွင်ကလေးရှိနေတယ်။ကိုလည်းရှိကျင်သွားတယ် ဒါပေမဲ့မျက်နာကိုတီတီထားရင်လွယ်အိတ်ထဲကဖိုင်တွဲလေးကို ထုတ်ယူလိုက်တယ်။စပွဲပေါ်ချလိုက်တယ်။အမဲဖိုင်တွဲတွေဘာတွေနဲ့อืมကိုခေါင်းညိတ်ပြပြီးအဲ့ဒါမိုးစံဖွင့်ကြည့်ပါဦး။မိုးစံကလက်လေကလေးပြုံးတယ်။ကို့မျက်နာကိုစိစိကြည့်တယ်။တခုခုမေးမလို့လှုပ်ပြီးမှမမေးတော့ပဲ ဖိုင်တွဲကလေးကို ဖွင့်လိုက်တယ်။အထဲမှာကကြပြာစာရွက်တရွာ ူကကိုကိုမျက်လုံးဝင့်ကြည့်လိုက်တော့ဖတ်ကြည့်ပါလို့ကိုတိုးတိုးပြောလိုက်တယ်။ကြပြားကလေးကို သူဖတ်တော့ကို့မှာရင်းတခုန်ခုန်ဖြစ်နေပါလေရဲ့။တောအုပ်ကကျဲပြီးတားရဲကငဲတယ်။တောအုပ်ကိုခြိဆွဲတဲ့ခြင်းနှိကိုတားရဲဟာငါဖြစ်နိုင်အောင်ကြိုးစားမယ်။တောအုပ်ကကျဲပြီးခြင်းနှိကငဲတယ်။ဒါပေမဲ့ခြင်းနှိပြောသည်မှာတောအုပ်ကနားထောင်အောင် မင်းငါတောင်ပန်လေးတွေလုတ်ပေးပါလားအချစ်ရဲ့။ကြပြဖတ်ပြီးတော့မိုးစံကကိုကိုမော့ကြည့်တယ်။သူ့မျက်နှာမှာလည်းပန်းနုသွေးရောင်တစုံတစညှိခိုးနေတယ်။ကိုကိုမေးတယ်။ဒီကြပြကဘာလဲ။ကိုကဆရာကြီးလေတန်နဲ့အဲ့ဒါရီးသားစာလီ။ဟာ။မိုးစံကိုကိုရီးသားစကားလာပြောတာ။မိုးစံကတယောက်တည်းဟာပြီးရှက်ဝါးဝါးနဲ့ခေါင်းကလေးငုံသွားတယ်။ ကိုတနာလိုက်တာနောက်ပြီးချစ်လိုက်တာဒါပေမဲ့ပြောရမှာပဲကိုဘလို့မှမနေနိုင်တော့ဘူးဘာလို့မှလည်းလှုပ်လို့မရတော့ဘူးအဲ့ဒီလိုဖြစ်နေလို့ဒီအထိလိုက်လာပြီးဖွင့်ပြောတာမပြောရရင်ကိုသိမလားမသိဘူးမိုးစံတိပါတယ်မိုးစံရကိုထူးထွေပြောစရာမလိုပါဘူးကိုရဲ့ virgin ရုပ်ပုံကလေးမှတင်ကိုသဘောပေါက်နေပြီကိုမိုးစံကိုမျက်မျက်နှိုးနှိုး ဟေးဟေးမိုးစံကမျက်လုံးကလေးပြူပြပြီးကို့လက်ဖမိုးကို ပေဒံနဲ့လှမ်းခေါက်တယ်။ကို့စကားကိုရက်လိုက်ရတယ်။အဲ့ဒီမှာပဲကို့နောက်ကလူရိတ်တရိတ်ကြလာပြီးလှဲ့ကြည့်တော့ကျောင်းအောင်ဆ ्याम ကြီးကိုတွေ့ရတယ်။ကျောင်းအောင်ဆ ्याम ကြီးကမလန့်မကန်းစပွဲမှာသတင်းသားတစ်စောင်ကိုဆွဲယူနေတယ်။ကိုတို့ကိုတစ်ချက်ကြည့်တယ်။ပြီးတော့သတင်းသားထိုင်ဖက်နေတယ်။ကိုစိတ်မသက်မသာဖြစ်သွားတယ်။ကို့ကိုကြည့်ပြီးမိုးစံရဲ့မျက်နှာလေးကရည်ကျဲကျဲဖြစ်လာတယ်။ ကောင်းနေတဲ့ကိုကဆီယမာကြီးဘက်ကိုမတိမတာဘူးကြည်လန့်ကြည်တော့သူခေါင်းငုပ်ပြီးရှိပါလေရောသူ့ဘာသာအကြီးဆုံးတော့မှကဗျာဆိုင်ရက်ကလေးကိုလက်နဲ့ညှို့ပြပြီးဒီကဗျာကရင်ဝေ့ကိုဥတာတီပေးလိုက်တာပေါ့ဟာဘယ်ကလားကိုသူ့ကိုမျက်မှောင်ကျုပ်ပြီးကြည်တော့သူကမတိကျင်အောင်စောင့်နေတယ်တခြားเจ้าတွေကိုဟိုဟိုဒီဒီရှောက်ပြောနေတယ် ကိုရဲဝေရဲ့ပကြီးပုံလေးတွေကလည်းကောင်းတယ်နော်။음။ပြီးကြတဲ့လကမဂ္ဂဇင်းတအုပ်မှာကိုအင်းမြင့်ကျော်ရဲ့ကြပြားလေးတစ်ပုတ်တောင်ဖတ်လိုက်ရသေးတယ်။ကိုဆက်ပြီးတီးမခံနိုင်တော့ဘူး။အဲ့ဒါကြောင့်မတက်ထရက်လိုက်ပြီးဆီယမကြီးမိုးစံကြောင်အန်းအန်းဖြစ်သွားတယ်။ကိုခေါ်ရာကိုသတင်းစာထဲမှာစိတ်ဝင်စားနေတယ်လို့ထင်ရတဲ့ဆီယမကြီးကမကြားဘူး။အဲ့ဒါကြောင့်အတန်မြင့်ပြီးထက်ခေါ်လိုက်ရတယ်။ဆီယမကြီး ရှင်တရင်သားကိုပိတ်လိုက်ပြီးကိုကို ပြုဆက်ဆက်နဲ့ပြန်ကြည့်တယ်။ကိုကရိုကျိုးတိမ်မွေ့တဲ့လူကြီးလူကောင်းတယောက်ရဲ့အမှုရာနဲ့ဆရာမကြီးကဒီကျောင်းရဲ့ကျောင်းအုပ်ဆရာမကြီးနော်။ဟုတ်ပါတယ်။ကျွန်တော်ကဒီကဆရာမဒေါ်တိုးမှုဆန်ရဲ့ဧည့်သည်ပါ။အော်ဟုတ်ကဲ့။เจ้าสาตื่นใหม่มาဖြစ်နေတော့သူရှိတဲ့เจ้าကိုပဲကျွန်တော်ไล่လာရပါတယ်အရေးကြီးတဲ့ကိစ္စတည့်ရက်လဲပါလာပါတယ် ိုရီးကိုရာတွေလည်းဖြစ်နေပါတယ်အဲ့ဒါကြောင့်ဟိုဆီယမာကြီးအနေနဲ့ဆီယမာကြီးကအဲ့ဒါကြောင့်ဟိုဆီယမာကြီးအနေနဲ့ဆီယမာကြီးကကိုပြောသမျှကို တွေ့တွေ့ကြီး နားထောင်နေပြီး နောက်ဆုံးမှာအိုးရပါတယ်ရပါတယ်ပြောကြပါ I'm sorry carry on carry on တလိမ့်လိမ့်နဲ့ဆီယမာကြီးအခန်းထဲကပြန်ထွက်သွားတော့တယ်သူပြောက်သွားမှာကိုကမိုးစံပတ်လှဲ့လိုက်တယ် မိုးစံမိုးစံကကြည်စန်းကြည်စန်းဆိုပြီးနှကန်းကလေးကိုက်မျက်လုံးလေးပြုံးပြတယ်။ကိုရဲကြဲကြဲလေးလုံနေလိုက်ပြီးမှအဲ့ဒီတော့မိုးစံရာဟွန်းကိုမိုးစံကိုတိတ်မြတ်နိုးပါလေတကယ်ပြောတာပါဘဝမှာဘယ်မင်းကလေးကိုမှကိုစိတ်ဝင်စားခဲ့ဘူးပါဘူးမိုးစံကိုတခါတွေ့ဘူးကတည်းကတန်လုံးဆွဲသွားတာပါ မိုးစံရဲ့ရုပ်ပုံလေးတွေကောက်ကြောင်းဖြစ်ပြီးပြန်ဆုံမဲ့နေကို စုတွေတောင်းပြီးမျှော်လင့်ခဲ့ရတာပါကိုလူလိန်လူညာလည်းမဟုတ်ပါဘူးခက်ညံ့ညံ့ကောင်မျိုးလည်းမဟုတ်ပါဘူးအမှုပညာလောကမှာကိုကျွမ်းကျင်တဲ့ပကြီးပညာနဲ့အမြင့်မားဆုံးကြိုးစားခြင်းတယ်ဒါပေမဲ့ကိုကိုနားလေအားပေးမဲ့အဖုံမုံမရှိဘူးကိုဘွားကအထီးကျန်လမ်းပေါ်မှာရှောက်နေရတဲ့တီလီတယောက်ပါဒါပေမဲ့ကိုကြိုးစားမှာပါကိုကဒီလိုမျိုးကြတော့တိတ်စကားမပြောတတ်ဘူး အခုမိုးစံကိုစကားပြောရတာစိတ်ထဲမှာတိတ်လှုပ်ရှားတယ်။မိုးစံကတော့ကိုယ့်ကို ကိုချင်းစာမိမလားမသိဘူး။မိုးစံကို့နားလဲပါနော်။ကို့မိုးစံကိုကို့ဘဝကို့အသက် အားလုံးတက်ပို့ချစ်တယ်။ကိုလည်းနှုတ်ဦးတဲ့ရာရှောက်ပြောနေမိတယ်။စကားတွေအားလုံးဟာကပောက်တီကပောက်ချာလဲဖြစ်နေနိုင်တယ်။ဒါပေမဲ့ဒီစကားတွေဟာရှင်နေကလာတဲ့အမှန်တရားရှင်နေကလာတဲ့ခံစားချက်ဆိုတာမိုးစံက ချိန်ဆက်နားလည်နိုင်မှာပါကွယ်မိုးစံပြန်มาဩကို့မော့ကြည့်ပါဩဘာလဲလို့ငုံနေတဲ့မိုးစံရဲ့ခေါင်းကတဖြည်းဖြည်းပြန်မော့လာတယ်ပါးပြင်မှာရှက်ရောင်ခပြေးပြေးနေပေါ့မျက်တောင်ကလေးတွေပုတ်ခတ်လို့ရင်ကို့ပြန်ကြည့်နေတယ်မိုးစံကို့အခုပြောတာတွေကိုဘလို့သဘောရလဲရင်မိုးစံကသပွဲမျက်နှာပြင်ကိုလက်ညှိုးလေးနဲ့ရှောက်ချစ်နေတယ် ကိုမေးတာကိုဘာမှပြန်မဖြေဘူးမိုးစံဘလို့လဲဆိုဘာမှပြန်မပြောပြန်ဘူးအဲ့ဒါနဲ့ပဲကိုအားမလို့အားမရဖြစ်ပြီးသူ့လက်ညှိုးကလေးကိုကို့လက်ညှိုးနဲ့ဖိထားလိုက်တယ်ပြောပြောစမ်းပါအိုးမိုးစံကကို့ကို မော့ကြည့်လာတယ်ကိုနဲ့မျက်လုံးချင်းစုံပြီးကို့ရင်ထဲမှာတဒုံးတုံးခုန်သွားတယ်မိုးစံရဲ့မျက်လုံးလေးတွေကအယောင်တလက်လက်နေမိုးစံ အဲ့ဒီအချိန်မှာပဲခဲသေးသေးလေးတလုံးကသပွဲပေါ်ကျလာတယ်။သူရောကိုရောလက်တွေကိုကြပြားကြပြန်ရုပ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုဆီယာမသုံးယောက်ဝင်လာတယ်။အင်းသွားပြီ။ခက်မောမောခက်လွန်းလွန်းနဲ့မိုးစံကိုပဲငေးကြည့်နေလိုက်တယ်။မိုးစံကအဲ့ဒီဆီယာမတွေနဲ့စကားတခွန်လှမ်းပြောလိုက်သေးတယ်။ဆီယာမတွေကလည်းကိုကိုအကဲခတ်တယ်လို့ကြည်ကြသေးတယ်။ နောက်မှမိုးစံကကိုယ့်ဘက်ပြန်လှည့်ပြီးတူတူကလေးမေးတယ်။ဘာလဲ။ခုနကခဲကဘယ်ဟာကြလာတာလဲ။တယောက်ယောက်ပေါက်လိုက်တာထင်နေ။အင်းဟဲဘသူပေါက်လိုက်တာလဲမသိဘူး။သူအလန့်တကြားဖြစ်သွားတယ်။ကိုကင်းချထားတာကင်းသမားကလူလာနေတယ်လို့အချက်ပေးတာ။ဟဲတော်သူကြောင်သွားပြီးမှကိုကိုမျက်စောင်းကလေးခဲတယ်။အဲ့ဒီကင်းသမားကဘာလုပ်လဲ။ ိုကမေကုန်းကို မကြားအောင်ပြူပြီးကဲသွားတော့မယ်လို့ထန်ရကထလိုက်တယ်။အဲ့ဒီတော့သူ့မျက်နှာကလေးကရည်ကျဲကျဲပြန်ဖြစ်လာပြီးကောင်းပါပြီတဲ့ရှင်။နောက်တော့တွေ့ကြသေးတာပေါ့ဆိုတဲ့အချိုးမျိုးနဲ့ကိုမကြေမချမ်းလှည့်ပြန်လာခဲ့တယ်။ကင်းသမားကိုလည်းလက်ပြခဲ့တယ်။သူ့အနေခတ်မှဆိုးလို့မပြောတာပါ။ကင်းသမားကအခြားလူမဟုတ်ဘူး။ကြော်ဝင်းနိုင်လေကြော်ဝင်းနိုင်ပေါ့။သူ့စကားနဲ့ပြောရရင်တော့ အာဃကြော်ဝင်းနိုင်ပေါ်လင်းဆက်ဘာငေးနေတာလဲအေးမြင့်ကျော်ကကိုယ့်လက်ကိုလှမ်းဆွဲတယ်ကိုကသူ့ကိုပြန်ဆွဲထားလိုက်ရင်ခဏခဏအေးမြင့်ကျော်ဘာလဲမျက်မမြင်မျက်မမြင် ကိုကတန်စကားဘေးရန်မှာထိုင်နေတဲ့မျက်မမြင်ကိုလက်ညှိုးထိုးပြလိုက်တယ်။အေးမြကျော်ကနားမလဲသောကိုကိုကြည်ရင်မင်းအသည်လားချက်3ကိုမျက်နှာရှုပ်မဲ့သွားတယ်။တောက်တီးတောက်တဲ့ကွာလို့လဲပြောလိုက်တယ်။မသိဘူးလေငါကမင်းရဲ့အသည့်မိတ်ဆွေလားလို့မျက်မမြင်မှလို့ပြနေတဲ့ဟာကိုမျက်မမြင်မြန်ပြစရာလားကွာငါမြင်သားပဲအေးလာကွာခဏသွားရအောင် ကိုဆွဲခေါ်ရာကိုအေးမြင့်ကျော်ကန့်လန့်ကန့်လန့်ပါလာတယ်။ကိုကအေးမြင့်ကျော်လက်ကိုဆွဲပြီးမျက်မမြင်ရှေ့မှာထိုင်ချလိုက်တယ်။အကိုကြီးမျက်မမြင်ကြီးက ရှေ့ကိုခေါင်းထိုးပြီးနားစွန့်တယ်။အကိုကြီးလို့ကိုထက်ခေါ်လိုက်တော့သူကဗျလို့ထက်ထူးတယ်။အကိုကြီးမျက်စိကမွေးကလေးကမမြင်တာလား။ဟုတ်ပါဗျာမွေးကလေးကမမြင်တာပါ။တွင်ပြင်မူရာစိမ့်အင်းလက္ခဏာဘဲဟာဘလို့ ဘယ်သို့ဘယ်၍ဘာကိုမှမမြင်မတွေ့နိုင်တဲ့ရှေးရှေးကဘဝခီးမှာဒုက္ခကြီးလာခဲ့ရသူလူအညတရား၄ပါခမညာအေးမြင့်ကျော်ကမျက်မှောင်ကျုပ်သွားတယ်ဟေ့လူကျွန်တော်တို့ကောင်းကောင်းမင်းရင်ခမညာကောင်းကောင်းဖြေပြကိုမျက်ကန်းလဲကြောင်သွားတယ်ကိုကအကိုကြီးခမညာခွက်သေးကိုလဲကျွန်တော်အလှငွေမနှဲအောင်ထည့်ထားပါတယ်ခမညာကိုတိကျင်တာမေးမလို့ဘေးလိုလိုတေးထက်လိုလိုအော်ကြီးဟစ်ကျဲပြန်မဖြေနဲ့ရိုးရိုးပဲဖြေပါ ကိုမြက်ကန်းကအင်တင်တင်နဲ့ပြန်ပြောတယ်ခမည်းတော်ကဘာမေးမလို့လဲမွေးကလေးကမျက်စိမမြင်တာဆိုတာအယောင်တွေကို ခမည်းတော်ဘယ်သိမလဲဟာဘယ်သိမလဲอืมဒီလိုဗျာလောကကြီးမှာအယောင်တွေရှိတယ်ဥမာ ကောင်းငင်ကြီးကပြားတယ်စိန်ပန်းကနီးတယ်ဘရောက်ကဝါတယ်အဲ့ဒီလိုကိုစကားမဆုံးမီမျက်ကန်းကပြက်ပြက်ပြောတယ်ထားပါအဲ့ဒါတွေကြောက်ကြဘူးပါတယ် ြုတ်ဆုံနေတဲ့သချင်းတွေမှာအဲ့ဒီလိုတွေပါတယ်အေးမြကျော်ကပခုံးတွန့်ပြလို့ကိုပြုံးမိသေးတယ်ဟုတ်ပြီဟုတ်ပြီကျွန်တော်ကခမားရဲ့အာယုံထဲမှာအယောင်သဘောတရားတွေပေါ်မပေါ်မေးမလို့နေုံအဲ့ဒါကိုနောက်မှဆက်မေးမယ်အလင်းမောင်ကိုခမားခွဲတိတလားတိတာဗောအဲဘလို့တိတယ်လဲဟုတ်ရဲ့လားဟုတ်ပါတယ်တိပါတယ်ကိုမြကန်းခဏတွေ့သွားတယ်ပြီးတော့မှအထိအတွေ့အထိအတွေ့ရှိတယ် အဲဟုတ်ပြီကိုရှေ့ကိုတိုးပြီးနားထောင်လိုက်တယ်လှုပ်ဆမ်းပါဦးဘလို့အထီးတွေ့လဲအလင်းမှလည်းအထီးတွေ့ရှိတယ်အမှောင်မှလည်းအထီးတွေ့ရှိတယ်ဟာဟုတ်ပြီဗျာကိုကဖနက်ကိုခုပြီးဖင်ထိုင်ချလိုက်တယ်လူတွေကကိုတို့ကိုကြည့်ကြည့်သွားတယ်ဒါပေမဲ့ကိုကူးမဆိုင်ပါဘူးအေးမြကျော်ကိုကိုလှမ်းပြောလိုက်တယ်အေးမြကျော်မင်းသွားစရာရှိရင်သွားပါငါ့ကိုမစောင့်နဲ့တော့ အေးမြင့်ကျော်ကရပါတယ်လို့ပြောပြီးကိုလိုပဲဖင်ချထိုင်လိုက်တယ်။အဲ့ဒီလိုနဲ့ရန်ကုန်ဘူတာကြီးရဲ့ဂုံဒရာတက်နေရမှာပကြီးဆရာတယောက်ရဲ့၊ကဗျာဆရာတယောက်ရဲ့၊မျက်မြင်မြင်တယောက်ရဲ့ဟာ အလင်းအမောင်နဲ့အယောင်တွေအကြောင်းကိုဆွေးနွေးကြတော့တယ်။လင်းဆက်တို့များကွာ။အဲ့ရပေါ်မှာလှဲပြီးစားအုပ်ဖက်နေရင် ကိုတော့အတန်းကြောင့်ကိုခေါင်းထောင်သွားတယ်။ကိုမော်ကရဲဝေကိုလှမ်းပြောတာပါ။ ရှိသားစကားသွားပြောတာရဲဝေကကိုကိုဖျက်ဆက်ဆက်နဲ့လှမ်းကြည့်လိုက်ပြီးကိုမော့ကိုပြန်မေးလိုက်တယ်။ဘာဖြစ်လို့လဲကိုမော်ရဲ့။ဩရှိသားစကားသွားပြောတာတဲ့ကွာဖိုင်ရွေးကြီးနဲ့ဟုတ်လား။သူတို့နှစ်ယောက်တဝါဝါကြီးကြတယ်။ကိုရှက်သွားတယ်။ဟုတ်သားပဲ။ကိုကလည်းကြောင်တောင်တောင်နဲ့ရှိသားစကားသွားပြောတဲ့နေရာလဲကြည့်အောင်လေ။ဘယ်နေရာ ရုံငန်းထဲမှာသူတို့တဝါဝါရည်နေတော့ကိုက ရှင်းချက်ထုတ်လိုက်တယ်။ရုံငန်းမဟုတ်ပါဘူးဗျနားနေကမ်းမှာအားမမထူးပါဘူးကွာ။ကိုကစားအုပ်ဆက်ဖက်ချင်းအောင်စောင့်နေလိုက်တယ်။ကိုမော်ကတော့ဆက်ပြောနေလေရဲ့။ရဲဝေကဘေးကနေပြီးသူ့စကားတွေကိုထောက်ပေးနေတယ်။အမှုပညာသမားတဲ့ကွာ စီကာပတ်ကုံးလေးတောင်မပြောတတ်ဘူး။ဟုတ်လားဘလို့ပြောလာခဲ့လို့လဲ။ ူဘာသာလည်းပြန်မမှတ်မိဘူးဟာပြောင်မြောက်ပါပြီလေသူတို့နှစ်ယောက်ရည်စရာတွေတွေ့နေကြပုံရတယ်ပြောပုံကလည်းစိုင်းမပါဘုံမစင်အချီးမပါနှီးတမ်းမပြိုးရည်သားစကားကိုဘဲကနေပြောချလိုက်တာကိုမော့စကားကြောင့်ရဲဝေတဟားဟားရည်တယ်လို့ကိုလည်းပြုံးလိုက်မိတယ်မင်းရည်သားစကားကိုဒီလိုပြဲကနေပြောနိုင်မှုဆိုတာတော်ရုံရည်ချင်းနဲ့မရဘူး သူတို့နှစ်ယောက်အဲ့ဒီလိုပြောနေရည်နေကြတာကိုနားကြားပြင်းကပ်လာလို့ကိုကောင်းအောင်နဲ့ထပေါက်လိုက်တယ်။အဲ့ဒီတော့မှကိုမော်ကဟာလင်းဆက်ရငါတို့ကအစဉ်ပြေမှာပါလို့ပြောနေကြတာ။တော်ပါကိုမော်ဘာမှသိတာလည်းမဟုတ်ပဲနဲ့။အောင်မရင်ဝင်နဲ့ငါကမသိတာကြာနေတာပဲ။အမ်ဟုတ်တာပေါ့။စာရေးဆရာကိုမော်နဲ့ကြပြားဆရာမလေးရင်ဝင်လဲသိနေနိုင်တာပေါ့လေ။မဂ္ဂဇင်းတိုက်တွေမှာစုံတွေ့နေမှာပေါ့။ ကိုအရာကိုသတိလစ်နေတယ်။နောက်ပိုင်းရင်ဝေနဲ့တွေ့တဲ့အခါမှာမိုးစံကလေးပါလာတတ်တယ်။တွေ့တွေ့ချင်းသူဟာမင်းရဲ့ဘာချင်းဆိုတာငါမှတ်မိသားပဲ။အော်อืมစကားဆက်လို့မင်းအကြောင်းပြောမိဆိုမိကြတဲ့အခါငါနားလေလိုက်ပါတယ်။မိုးစံကလေးကလည်းမင်းပေါ်မှာတန်ရောစင်အငွေ့သက်ရှိတယ်လို့ကိုပြောသွားတယ်။တကယ်နော်ကိုမဘာမှပြန်မပြောခင်ရဲဝေကဝင်ပြောတယ် ဒါကတော့ချင်းချင်းပြီးယုံဖို့ကွာဟာကွာကိုကိုကြည့်ပြီးသူတို့ရည်ကြပြန်တယ်ကိုကတော့ခံပြီးရင်ခံနေရတယ်လာကြည့်လဲပါအောင်မိုးဆန်ရေတော်ရရှင်များခင်ဗျာဒီကနေ့အတွက်အပိုင်း၃ကိုတော့ဒီမှာပဲရှင်းသားခွင့်ပြုပါ နောက်လာမယ့်အပိုင်း၄ကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းသောရရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာ။